တော့ TikTok အကောင့်ဟက်ခံရင်ဘယ်လိုပြန်ယူရမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဟက်သွားတဲ့အကောင့်ကိုပြန်ယူဖို့ဆိုရင်ကျွန်တော်တို့သုံးခဲ့တဲ့ data အချက်အလက်တွေကိုသူကတောင်းနေပေါ့နော်အဲဘယ်ချက်တွေတောင်းလဲပေါ့နော်ဒါလေးကိုကျွန်တော်ဗီဒီယိုထဲမှာသိစစ်ပြပေးတော့ပါမယ်โอเคအဲ့ဒါကြောင့်မို့ဗီဒီယိုလေးကိုဆောင်းလိုက်ကြည့်ပေးပါအဲ့တော့ TikTok အကောင့်ဟက်ခံတဲ့နေရာမှာပုံစံတစ်မျိုးရှိတယ်ပေါ့နော်ပထမတစ်မျိုးကတော့ကျွန်တော်လည်းအသုံးပြုလို့ရသေးတယ်သူဟက်ကာလည်းဝင်ပြီးတော့သုံးနေတယ်ပေါ့နော်နောက်တစ်မျိုးကတော့ကျွန်တော်တို့လုံးဝသုံးပြီးလို့မရတော့ဘူးသူကကျွန်တော်တို့ချိန်ထားတဲ့ဖုန်းနံပါတ်တွေအီးမေးလ်အဒရက်စ်တွေပေါ့နော်အကုန်လုံးပြောင်းလိုက်ပြီးဆိုရင်ကျွန်တော်တို့ အဘလို့ပြန်လောက်ရမလဲပေါ့နော်နီလန်တစ်ခုရှိတယ်အဲ့တော့မိတ်ဆွေတို့ကအဲ့နှစ်ခုအာဒီကိုယ့်အကောင့်ကိုပြန်ပြီးတော့သုံးလို့ရသေးရဲ့ဆိုရင်ကျော် setting နဲ့ကိုသွားပြီးတော့ report problem လေးသွားရမယ်ပေါ့နော်အဲ့နောက်တစ်ခုကကျွန်တော်မိတ်ဆွေတို့ကဘလို့မှဝင်လို့မရတော့ဘူးပေါ့နော်အကောင့်တွေတို့တော့အကုန်လုံးချိန်သွားပြီဆိုရင်ကျွန်တော်မိတ်ဆွေတို့တစ်တော့အကောင့်အလုံးဝအကုန်လုံးထွက်ပြလိုက်ပါတော့။အဲထွက်ထားတဲ့ဒီတစ်တော့အနေနဲ့ပြောလောက်ရမှာပေါ့နော်။အဲဒါလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်။